ားလုံးပဲမိင်္ဂလာပါမာရုကေမီယာနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီ Aspirant 4.0 event မှာကျော်စကင်တကောင်ကို Diamond နေနေဘယ်လိုကောင်းအောင်လဲဆိုတာကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ event ကကျွန်တော်တို့ October 3ရက်နေ့မှာ original server ကိုရောက်လာမှာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်ဒရဝန်ဒရောက Diamond 105ကိုတရက်တစ်ချိန်လဲလို့ရမှာဖြစ်ပါတယ်ပြီးတော့ Tandro ကြတော့ Diamond 1050ဒါကပထမဆုံးစဲချိန်အတွက်သူက50% discount ပေးတာဖြစ်ပါတယ်အဲ့တော့နောက်လဲမဲ့ချိန်ကြီးတွေကြတော့ Diamond 2100နဲ့လဲရမယ်ပေါ့နော် အဲ့တော့ဒီ event လည်း bingo event ပေါ့နော်ဒါပေမဲ့ထူချာဝါတကွာဒီဟာပုံစံလေးရောကွဲသွားတယ်ဘယ်လိုလဲဆိုဒီအောက်မှာပုံလင်း၃ပုံရှိရပေါ့နော်ဒီအဖွားကြားလာတဲ့အလုံအားဒီအောက်ထဲကိုကြာမှာဖြစ်ပါတယ်အဲ့တော့ဒီပုံတစ်ပုံချင်းစီမှာအလုံး၃လုံးပြည့်သွားပြီဆိုရင်ကျွန်တော် experiment skin တကောင်ရမှာဖြစ်ပါတယ်အဲ့တော့ရတဲ့ experiment skin တကောင်ကကိုကကြိုက်တဲ့ skin ရွေးလို့မရပါဘူးအဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ဒီတဲကကြာပြန်ရမှာဖြစ်ပါတယ်အဲ့တော့ Gunivia လား မဇာနာလားအဲ့တော့အဲ့ထည်အတကောင်ရမယ်ပေါ့နော်။ Okay အဲ့တော့ event အကြောင်းလေးပြောပြီးဆိုတော့ကျွန်တော်ဘယ်လိုဖောက်မလဲဆိုတာကိုပြောပြပေးမယ်။ အဲ့တော့ဒီ event ကလာလာချင်းမှလဲเสียရမလို့ဘောเนาะအဲ့တော့ဘယ်နေ့မှလဲရမယ်ဆိုရင်ကျွန်တော် face 1လာရဲ့နေ့အော်တိုဘာလ10ရက်နေ့မှာ diamond 153ပြီးတော့လဲရမှာဖြစ်ပါတယ်အဲ့တော့အဲ့နေ့မှာတစ်ကြိမ်လဲမယ်ဘောเนาะအဲ့အတွက် diamond ကတော့105ကုန်မှာဖြစ်ပြီးတော့အကြိမ်ရတော့တစ်ကြိမ်ပြီးွားမှာဖြစ်ပါတယ်ဒါပြီးွားရင်အော်တိုဘာလ17ရက်နေ့နဲ့12ရက်နေ့မှာလဲထုံးစံအတိုင်းပဲတရက်တစ်ကြိမ်လဲပြရမှာဖြစ်ပါတယ်အဲ့တော့ Thursday အကုန်ပြီးွားဖြစ်တဲ့အတွက်စုစုပေါင်း free token က16ခုရမှာဖြစ်ပါတယ်အဲ့တော့အော်တိုဘာလ12ရက်နေ့မှာကျော်စုစုပေါင်းအကြိမ်ကြီး19က ချိန်ထိပြီးွားပါမယ် ။ Okay ဒါပြီးတော့ဒီ Facebook လာရင်ဒီအော်တိုဘာလာ16ရက်နေ့မှာ နောက်ထပ် Diamond 250ထပ်ပြီးတော့ထည့်မယ်။ဒီတစ်ခါတော့တရက်တစ်ကြိမ်လဲရမှာမဟုတ်ဘဲနဲ့ Tandro ကိုတစ်ခါလဲရမှာဖြစ်ပါတယ်။ Tandro တစ်ကြိမ်ရင်ပြီးတော့ Wandro တစ်ကြိမ်ရင်လဲပေးပါ။အဲ့တော့စုစုပေါင်း17ကြိမ်ရမယ်ပေါ့နော်။အဲ့တော့ Diamond ကတော့1155ကုန်မှာဖြစ်ပြီးတော့စုစုပေါင်းအကြိမ်ရတော့30အထိပြီးတော့မှာဖြစ်ပါတယ်။အဲ့တော့ Free Token ကလည်းနောက်ထပ်16ခုထပ်ပြီးတော့ရမယ်။အဲ့တော့ဒီ Facebook လာရင်ဒီအော်တိုဘာလာ16ရက်နေ့မှာစုစုပေါင်းအကြိမ်ရ46ကြိမ်ထိပြီးတော့မှာဖြစ်ပါတယ်။အဲ့တော့ကိုက ကအလွန်ဆုံးလူမှာ၃ချိန်လောက်ပဲလူမှာအဲ့တော့အဲ့၃ချိန်ကဘယ်ရရမလဲဆိုရင်ကျွန်တော်ဒီ Shibita skin ကြီးပြန်ရရင်သူက free token ပြန်ပြီးတော့ရရပေါ့နော်အဲ့တော့46ချိန်လဲတာ free token ၃ခုရရနေပဲတွက်လိုက်အောင်စုစုပေါင်းအချိန်90အတွက်က Diamond 1595ကုန်ပါမယ် ။အဲ့တော့ကျွန်တော်အပေါ်မှာထည့်ခိုင်းတာတော့900ပဲပေါ့နော်။အဲ့တော့လိုလေ1085တော့ကို့မှာရှိထားပါမယ်။အဲ့တော့အဲ့ဒီ diamond amount ကတော့ကြိုက်တယ်လို့ထည့်ပေါ့နော်။အဲဒီ event ကကျွန်တော်ထင်တာ special bonus ကလာမလားမလာလားတော့မသိဘူးဒါပေမဲ့အကယ်၍လာခဲ့တယ်ဆိုရင်တော့အဲ့ချိန်ထဲတာပို့ပြီးတော့တန်နေမယ်ကျွန်တော်ထင်တာဒီ special bonus event ကလာမှာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ဒီ elimination တို့ recall တို့အဲ့အရာတွေကသူကတခြား event အနေနဲ့ဖောက်ခံမှာဖြစ်တဲ့အတွက်ကျွန်တော်ထင်တာကတော့ လာဘွားတော့မဖြစ်နိုင်လို့ထင်တယ်။အော်လာရင်တော့အကြမ်းမထဲရင်တော့ပို့ပြီးတော့တန်တာပေါ့ဗျာ။အဲ့ဒါကတော့အဆင်ပြေလို့ထဲပေါ့နော်။ Okay ဒါကတော့ဒီ second တကောင် diamond နဲ့နဲ့ဘယ်လိုကုန်ရမလဲဆိုတာကိုပြပြသွားဖြစ်ပါတယ်။အဲ့တော့ second တကောင်ကအနည်းဆုံး diamond 1500ကျော်တော့အနည်းဆုံးကုန်မယ်ပေါ့နော်။ โอเคဒါဆိုရင်ဒီ event ရဲ့ကျွန်တော် price pool လေးကိုကျွန်တော်တစ်ချက်တူတူကြည့်ရမယ်အဲ့တော့ဒါကတော့ grand tire ပေါ့เนาะအဲ့တော့ grand tire မှာကြာတော့ကျွန်တော်ဒီ vasana ရဲ့ experience skin ရဲ့ပြီးတော့ guinevere ရဲ့ experience skin ကိုဒါထည့်သွားပေးမယ်ပေါ့เนาะအဲ့တော့ဒီ skin ကတော့နှစ်ခုပဲပါမှာကျွန်တော်အရှိ experience skin တွေကတော့ပြန်ပြီးရောပါမှာမဟုတ်ပါဘူးအဲ့တော့ collector ကတော့ဒီမှာဆိုရင်နှစ်ကောင်ပါတယ်ပေါ့နော်အဲဒီ farsa ရဲ့ collector ရဲ့ရီဆန်ရှင်ရဲ့ collector ရဲ့စုစုပေါင်းနှစ်ကောင်ပါမယ်အဲ့ ီးတော့ lucky box တွေလည်းထုံစံအတိုင်းပြန်ပြီးတော့ပါပါတယ်အဲ့တော့ lucky box တွေလောက်ထားပြရတော့ဒီတစ်ခါတော့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ကျွန်တော် sorry hero တွေတော်တော်များပါတယ်ပေါ့နော်အာ yeah ဒီအထူးသဖြင့်ဒီအကိုင်းတို့ curry တို့အဲ့လိုမျိုးပါတယ်ဗျာအဲ့လေးကိုကြိုက်တယ်โอเคเนาะအဓိကတော့ alpha ဗျာ အဖာပါတယ်ဟိုရပါစီပေါ့နော်လက်ကီပါအရင်ဆယ်ရီယူဖန်ပါလေကျော်တခုပါမရပါဗျာโอเคနော်အော်ဒါတော့ဒူလက်စတိုင်ဖြစ်ပါတယ်အဲ့တော့ Harry Light ပေါ့ထုံးစံအတိုင်းပဲပြီးတော့အောက်ကဂျန်တဲ့ AP တေကတော့သူ chain ထားပြီးရဲ့ဒါဆယ်ရီယူနဲ့တော့မတူဘူးပေါ့နော်โอเคအဲ့တော့အစင်ပြောင်းလေးတော့လှုပ်ထားပေးပါတယ်ဒါပေမဲ့များရောပြင်းဒီဒူလက်စရာတော့ free base skin ကြီးများပါတယ်ဒါကတော့ကျွန်တော် exception နဲ့ထားရဖြစ်ပါတယ်အဲ့တော့ exception နဲ့ထားရတဲ့မှာကျတော့ကျွန်တော် special skin နေပါမယ် အဲ့တော့ဒီ tire တွေကတော့အဲ့လောက်ကြီးစိတ်ဝင်စားဖို့တော့ကောင်းမှာတော့မဟုတ်ဘူး comment tire ထဲမှာကြတော့ကျွန်တော် e-light skin နဲ့ basic skin တွေပါပါမယ်အဲ့တော့ item တွေထဲမှာတော့ထုံစံအတိုင်းပဲအဲဒီချိုချင်းတွေပါလာခြင်းတော့မရှိဘူးเนาะ Joe COE နဲ့ဒီတိုင်း emote တွေပဲပါမယ် Okay ဒါကတော့ဒီ event price ပဲဖြစ်ပါတယ်အဲ့တော့ဒါကတကယ်လာတဲ့ခါကျရင်တမျိုးတစ်ပုံပြောင်းသွားလဲဖြစ်နိုင်တယ်အဲ့တော့လာကြမှာဒါကတော့အတီလေး map ပေါ့เนาะ အဲ့တော့ဒီ event ရဲ့ animation အဲ့လို storyline က Mobile Legends ရဲ့ official page မှာလာမသိတင်တာရှိပါတယ်အဲ့တော့စိတ်ဝင်စားဆိုရင်တွားကြည့်လို့ရတယ်ပေါ့နော် ဒါ friendship ပုံစံလေးကိုမှပြောရရင် storyline လေးနဲ့လောက်ထားပေးရဖြစ်ပါတယ်အဲ့တော့တော်တော်လေးလက်စိတ်ဝင်စားဖို့ကောင်းတဲ့ event လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ကတော့တော်တော်လေးကို high ဖြစ်နေပြီပေါ့နော်အဲ့တော့ဒီ event ကိုလည်းယူကြမှာလားဘယ်လိုလဲဆိုတော့လည်းအောက်မှာမှတ်ခဲ့ပြီလို့ရပါတယ်ပြီးတော့ဒီ video လေးကို like လုပ်ပြီးတော့ကျွန်တော်တင်ထားစီချင်တယ်ပေါ့နော်ဘာလို့လဲဆို event က3ရက်နေမှလာမှာဖြစ်တဲ့အတွက်အကေပြီးပြန်ရှာရဲဆိုရင်ဒီ video ကပျောက်ကောင်ပျောက်သွားနိုင်ပါတယ်အဲ့တော့အဲ့တော့ like လေးလုပ်ပြီးတော့တင်ထားဖို့တော့ပြောချင်ပါတယ် โอเคအဲ့တော့ဒီစကင်ကိုဘယ်လိုဖောက်အောင်လဲဆိုတာကိုလည်းတည်သွားလောက်ပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြမယ် see you guys